စပွန်ဆာဘဲကြီးပြစ်ခံလိုက်ရလို့အမှုပညာအလုပ်တွေဆက်မလုပ်နိုင်တော့တဲ့နော်ဖောအဲထားမင်္ဂလာပါပရိသတ်ကြီးတို့ရေယခုလက်ရှိမှာ ပြည်ထနာပေါင်းတမောင်းလျှောက်ထောင်ကို ရင်ဆိုင်ဖြစ်ချင်းနေရတဲ့နော်ဖောအဲထားဟာလွန်ပိုင်းနဲ့ HD ဗီဒီယိုတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာတော့ချစ်သူစီကထားခဲခြင်းကိုခံခဲရပါတယ်နော်ဘောဟာဆိုရင်ចောင်းသူဘွားထဲကနေ Queen ရခဲ့ပြီး ူမကိုကြိုက်ကြလွန်လို့ကျောင်းသူဘွားကနေစပြီးကရက်ပေါင်းများစွာရှိကြောင်းအင်တာဗျူးတိုင်းမှာမကြာခဏဆိုသလိုဖြေကြားလေးရှိခဲ့ပါတယ်။နော်ဖောဟာတက္ကသိုလ်ကျောင်းသူဘွားမှာအလှပုံတွင်တင်ရာကနေသူမရဲ့အလှပမှုကြောင့်နာမည်ရကြော်ကြားလာခဲ့သူလည်းဖြစ်ပါတယ်။လက်ရှိမှာလည်းကြောင်ညာဇက်ကားပေါင်းများစွာလက်ခံရိတ်ကူးခဲ့သူလည်းဖြစ်ပါတယ်။အဆိုပိုင်းမှာလည်းကောင်းမွန်စွာတခြင်းဆွန်နိုင်ပြီးအတန်ရွှေရွှေအတန်အေးအေးလေးကိုပိုင်ဆိုင်ထားသူမို့ပြိတ္တအခိုင်မာရရှိထားသူလည်းဖြစ်ပါတယ်။ ဘော်ဒီဆက်ဆာရဲ့နာမည်တက်ပြီးပြောပိုင်ခွင့်မရှိသင်းထွက်ပေါ်လာပြီးနောက်ပိုင်းမှာတော့လွန်ပိုင်နဲ့နော်ဖွားအထားတို့ရဲ့ HD ဗီဒီယိုတွေဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။ပရိသတ်တို့ထင်မှတ်မထားသည့်အတိုင်းသူမရဲ့ HD ဗီဒီယိုတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာတော့သူမပွေလျှောက်ခဲ့တဲ့ယောက်ျားတွေရဲ့ဖော်ကောင်းလှုပ်ရှင်းကိုလည်းခံခဲ့ရပါတယ်။နော်ဖောဟာသူမရဲ့အောင်မြင်မှုအတွက်ယောက်ျားတွေကိုလေကားလိုအသုံးပြုခဲ့သူလည်းဖြစ်ပါတယ်။နော်ဖောဟာရုပ်ရည်နဲ့မလိုက်အောင် စနိုက်ကြော်တတ်တဲ့သူလည်းဖြစ်ပါတယ်။ ်လွန်ပိုင်ကိုစနိုက်ကြော်ခဲ့တယ်လို့ယခုလက်ရှိချစ်သူကိုလည်းတငယ်ချင်းစီကနေစနိုက်ကြော်ခဲ့တာပဲဖြစ်ပါတယ်။နော်ဘောဟာချစ်သူနဲ့ခရီးတွေထွက်လို့ရှိပြီးအောင်မြင်ကြော်ကြားလို့ဒီအတွက်ချစ်သူစီမံခန္ဓာကိုရင်းခဲ့သူလည်းဖြစ်ပါတယ်။ခုလိုအမီနီယာဒီမှာလဲသူမရဲ့ရိုးသားကြိုးစားမှုကြောင့်မဟုတ်ပဲချစ်သူကပရိုဂျူဆာဖြစ်နေတာကြောင့်ဖြစ်ပါတယ် လွမ်းပိုင်နဲ့တရင်နဲ့ထွက်ပေါ်လာပြီးနောက်ပိုင်းသူမရှော့ခတ်သမျှတရင်တွေမှာပုတ်ပွားကထွက်ပေါ်လာတာကြောင့်ယခုလက်ရှိချစ်သူ producer ကလည်းမလို့ရှင်တော့ဒါကြောင့်လမ်းခွဲခဲ့ပါတယ်။ယခုအချိန်မှာအလုပ်တွေလာကန်လှမ်းတာမျိုးလည်းမရှိသလိုကြော်ညာတွေရိတ်ကူးဖို့ပွဲတွေတက်ဖို့လည်းဖိုက်ကြားထားတာမျိုးမရှိတော့ပါဘူး။ ဆာရှုပ်ရှုပ်ဆိုထားတဲ့အလုပ်တွေကလည်းဆာရှုပ်ဖြစ်သိမ်းတာခံနေရပါတယ်။ပြည်ထနာပေါင်းတမောင်းရှောက်ထောင်ကြားမှာနော်ဖောအဲထားကတော့ဘလို့ရင်ဆိုင်ကြော်ဖြတ်သွားမလဲဆိုတာကိုပြည်သက်ကြီးတို့ကစောင့်မျှော်ချူစားပေးကြပါအောင်ရှင်။